မော်မျိုးသားညီလာခံတရက်ကို လာမယ့်ဧပြီလ2ရက်နေ့ကနေ9ရက်နေ့အထိ၄ရက်တာကျင်းပဖို့ရှိပါတယ်အဲ့ဒီညီလာခံကိုမွန်လက်နက်ကင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့မွန်ပြည်သက်ပါတီကဥဆောင်ကျင်းပမှာပါ။ညီလာခံကိုတော့မွန်ပြည်နယ်မွန်လမြိုင်မြို့ဈေးကျွရက်ွက်ကရမညနီကာရဓာတုမာလာမွန်ပရရတိအကြောင်းတိုက်မှာကျင်းပဖို့စီစဉ်ထားကြပါဗျ။ ဲ့ဒီညီလာခံမှာဖယ်ရပီတောင်စုအခြေခံမူရဲ့အဲ့ဒီမူနဲ့ကိုက်ညီတဲ့မွန်ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတို့ကိုဆွေးနွေးကြမှာဖြစ်တယ်လို့ဆိုပါတယ်။ညီလာခံကိုမွန်တန်ကတော်တွေမွန်ပြည်သက်ပါတီကကိုယ်စားလှယ်တွေမွန်ညီညွတ်ရေးပါတီကိုယ်စားလှယ်တွေအရက်ဖက်လူမှုအဖွဲ့အစည်းကကိုယ်စားလှယ်တွေနဲ့တခြားဖိတ်ကြားထားတဲ့သူတွေလေးလာသူတွေစုစုပေါင်း250ကျော်တက်ရောက်ကြမှာပါ။ ပြီးခဲ့တဲ့2022ခုနှစ်ကလည်းမွန်ပြည်သက်ပါတီကဥဆောင်ကျင်းပတဲ့မွန်မျိုးသားညီလာခံတရက်ကိုမွန်ပြည်သက်ပါတီထိန်းချုပ်နယ်မြေတနေရာမှာ9ရက်အကြာကျင်းပခဲ့ပါသေးတယ်။အဲ့ဒီညီလာခံကနေလက်ရှိပကတိအခြေအနေနဲ့ကိုက်ညီတဲ့မွန်တိုင်းရင်းသားသဘောဆန္ဒတွေအပြင်မွန်ပြည်နယ်ထဲတခြားတိုင်းရင်းသားတွေလက်ခံနိုင်တဲ့ရမညမွန်ပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကိုအပိသက်ရေးဆွဲဖို့ဆုံးဖြတ်ခဲ့ကြတာပါ မွန်ပြည်သက်ပါတီကဦးဆောင်ပြီးနောက်ဆုံးချိန်မှမျိုးသားညီလာခံကိုတော့2016ခုနှစ်ကမွန်ပြည်သက်ပါတီထိန်းချုပ်နယ်မြေကြောင်အင်းစိတ်ကြီးမြို့နယ်မှာကျင်းပခဲ့ပူပါတယ်။